တရင်မီဒီယာသမားတွေအနေနဲ့မီဒီယာကျင်းဝတ်ကိုလိုက်နာပြီးသတင်းရေးသားတင်ဆက်ရင်အသေးရေဖြတ်မှုကိုရှောင်ရှားနိုင်လိမ့်မယ်လို့မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဒုက္ခရကပြောပါရယ်ဟေမာဝင်းပေးပို့ထားပါရယ်ခင်ဗျာသတင်းရေးသားတင်ဆက်မှုတွေမှာအကြောင်းအရာခိုင်နှုံးမှုမရှိဘဲသတင်းရေးသားမှုတွေကြောင့်သတင်းမီဒီယာသမားတွေဟာတရေဖြစ်မှုနဲ့တရားစွဲဆိုခံထားရမှုတွေများပြားလာကြပါတယ် ဒါကြောင့်သတင်းမီဒီယာသမားတွေအနေနဲ့သတင်းရေးသားမှုတွေမှာတရေပြွတ်မှုမျိုးရေးရမရောက်ဖို့အတွက်မီဒီယာကျင့်ဝန်သတင်းမီဒီယာတွေတတိထားရမယ့်ဥပဒေတွေကိုလက်လာထားသင့်တယ်လို့သတင်းမီဒီယာကျင့်ဝန်နဲ့တရေပြွတ်မှုဆိုင်ရာဥပဒေပိုရမ်မှာဆွေးနွေးသွားပါတယ်။ဒီကတော့ဒီမီဒီယာသမားတယောက်နဲ့ကိုယ့်ရဲ့မီဒီယာကျင့်ဝတ်ကိုကောင်းကောင်းမွန်မွန်လိုက်နာသွားမယ်ဆိုရင်ဒီအစီပြွတ်မှုကိုချောင်ကွင်းနိုင်လိမ့်မယ်ထင်ပါတယ်။တကယ်လို့မလွေးမရှောင်ဘာလို့ဒီကျွလွန်မိပြီဆိုရင်လေအမြန်ဆုံးပြန်ပြီးတော့ကူစားပေးနိုင်တာတော့တောင်းပန်ရမှာပဲ။ ောင်းမှန်ရမယ်အမှန်ကိုထုတ်ပေးရမယ်အမှားကိုအမှန်လုတ်ပေးရမယ်အဲ့ဒီအမှန်ကိုတခါပြန်ပြီးတော့ပုံနှိပ်ရမယ်ထုတ်ဝေရမယ်ကိုအမှားကိုကျွလွန်ခဲတော့ကလုတ်ခဲ့တဲ့ပုံစံအတိုင်းပေါ့လေအတန်လှင်းဆိုအတန်လှင်းပေးရမယ်ပုံနှိပ်တွေဆိုပုံနှိပ်ပေးရမယ်အွန်လိုင်းမှာတင်ဆိုအွန်လိုင်းမှာတင်ပေးရမယ်ပြီးတော့သူကလူသိရှင်ညာတောင်းမှန်ကိုလုတ်ပါတယ်သတင်းမီဒီယာသမားတွေအနေနဲ့တည်တည်နဲ့ဥပဒေတွေကိုသိရှိဖို့အားနည်းနေတဲ့အတွက်မီဒီယာအဖွဲ့အစည်းတွေဘက်ကလည်းသတင်းမီဒီယာသမားတွေကိုဥပဒေတွေ၊ကျင့်ဝတ်တွေပုံမှန်သိရှိအောင်လှုံ့ဆော်ပေးတဲ့နယ်လို့ဆွေးနွေးခဲ့ပါတယ်။ တည်ဖြတ်မှုဥပဒေမှာလည်းခုနကပြောတဲ့ဟိုအတည်ဖြတ်ရတဲ့အကြောင်းရင်းအချက်၄ချက်၃၄ချက်ရှိတယ်။ကင်းလူခွင့်အချက်၁၀ချက်တော့ရှိတယ်။အဲ့တော့အဲ့အရာတွေကိုတည်ထားမယ်ဆိုလို့ရှိရင်ခုနကပြောတဲ့ကိုရေးသားတဲ့ခါမှာဒါဒီအတည်ဖြတ်မှုမြောက်နိုင်လား။ဒါမှမဟုတ်အတည်ဖြတ်မှုမမြောက်နိုင်ဘူးလားဆိုတော့သဘောပေါက်တယ်။အဲ့တော့ခုနကပြောတဲ့ဒီအဲ့ဒါတော့ဒါတော့မှခုနကပြောတဲ့ဒီဒီတည်ဖြတ်တဲ့အတည်ဖြတ်တဲ့ဥပဒေပဲရှိသေးတယ်ပေါ့နော်။တခြားတခြားဥပဒေလည်းအများကြီးရှိသေးတယ်။အဲ့တော့ကျွန်တော်တို့ကဒီသတင်းမီဒီယာသမားတွေအနေနဲ့ ကိုတရင်ကြီးရမှာစိတ်ချလုံးကြုံစွာရှိနိုင်မှုအတွက်ကဟိုမှာပေါ်တဲ့တရင်မိကျန်တမိုင်းတည်တဲ့ဥပဒေတိကိုတည်ရမယ်ဆိုရှယ်မီဒီယာပေါ်ရေးသားသူတွေနဲ့တရင်သမားတွေအပါအဝင်လက်ရှိအစိုးရလက်ထက်မှာစစ်တရေးဥပဒေပုံမှ66ခါကြီးဖြင့်တရားဆွဲဆိုခံထားရသူအမှုပေါင်း29မှုရှိပြီးပြည်ထောင်ကြားခံရသူ3ဦးနဲ့ဖမ်းဆီးချုပ်နှောင်ခံရသူ11ဦးရှိနေကြောင်းသိရပါဗျာ။ကျမဟေမာဝင်းပါ။